အယမ်းလာတယ်တိလားအယမ်းလဲလာတယ်ဟိုဒါလဲตาဟင်းဝေရလေးကိုလဲအယမ်းကန်ကောင်းလိုက်ထားပါဘာဆိုကိုကလေตาမွေထားตาမွေထားတဲ့ခါကျတော့ตาတွေကိုတော့ပြောမိတယ်ဒါနမူနာပေါ့เนาะအဲသူမင်းသမီးတယောက်ဖြစ်ထားတော့မှပဲသူ့ရဲ့မင်းကလေးတယောက်ရဲ့တန်မိုးဆိုတာကရှိနေတဲ့အနေထားတဲ့ကို အမြင်ကြီးပေါ့နော်တကယ်ကိုဘိုင်းကောင်းကြောက်ပြီးနဲ့မင်းသမီးတယောက်ဖြစ်ပေမဲ့အရန်တန်မိုးရှိတဲ့မင်းကလေးဖြစ်အောင်ဆုံးမသွန်သင်နိုင်နဲ့ထားနိုင်တဲ့အတွက်ကြောင့် အာဒီဟင်းဝေရလဲဒီလိုမိန်ကလေးမျိုးရရဲဆိုတာအင်မတန်ဂုံယူတာသားကနင်းမိန်မယူလို့ရှိရင်လေကြည့်ထားလိုက်ပါဟုတ်လားဆိုစိုးပြေလိုမိန်ကလေးမျိုးအရင်မချမ်းသာရင်လဲနေပေါ့မလှရင်လဲနေစိုးပြေလိုတန်ဖိုးရှိတဲ့မိန်ကလေးဟိုမဲအမေလိုချင်တယ်လို့ကြည်စမ်းလို့ဟိုအရင်အားကြတယ်အရင်အဲ့လိုချိမမျိုးလိုချင်တယ်အားစံဝင်တယ်လေခင်းနေဆိုတော့ ဒီပွဲကိုလည်းခုနှစ်ပွဲစလုံးကိုဒီပွဲမတက်ဖြစ်ဘူးပေါ့ဒီပွဲကတော့မအားတဲ့ကြားတွေကတော့ဒီမင်္ဂလာပွဲကိုတက်ရောက်ချီးမြှောက်ရောက်အောင်လာမယ်ဆိုပြီးတော့ပြေးရနေပြီးတော့လာတာပါစိုးပြေမဟုတ်ဖဲနဲ့သူ့ရဲ့မျက်လုံးတွေနှာခမ်းတွေမျက်နှာအမူအရာတွေကအဲ့လိုစက်သိမ်းမြင်းမြန်းထားလောက်အောင်ကို ကောင်းတယ်အကယ်ဒမီတောင်မှမှန်းထားပါတယ်ဒါပေမဲ့ဇက်ကတော့အဲ့လိုမျိုးပေါ့အခက်အခဲတွေအများကြီးရှိတဲ့အတွက်ကြောင့်ပေါ့နော်တစ်ချိန်ရင်တော့ဒီကပြန်ပြီးတော့တင်ပြခွင့် ရမယ်လို့မျှော်လင့်ပါတယ်အယမ်းလှတယ်တိလားအယမ်းလဲလှတယ်ဟိုဒါလည်းတားဟင်းဝေရန်လေးကိုလည်းရန်ကန်ကောင်းလိုက်တာပေါ့ဘာလို့ဆိုကိုကလေသားမွေ့တာသားမွေ့ထားတဲ့ခါကျတော့သားတွေကိုတော့ပြောမိတယ်ဒါနမူနာပေါ့နော်အဲသူမင်းသမီးတယောက်ဖြစ်ထားတော့မှပဲသူ့ရဲ့မိန်းကလေးတယောက်ရဲ့တန်မိုးဆိုတာကရှိနေတဲ့အနေထားတဲ့ကိုအမြင်ကြီးပေါ့နော်အဲ့တော့သူ့မမေအမကိုလည်းပဲဒီနာကနေပြီးတော့ဟို ဟိုကျေးဇူးတင်တယ်လို့ပြောပြရပါဆိုဆိုပြကကိုသားသမီးလေးလို့ပဲအဲဘာဖြစ်လို့လဲဆိုတော့အရန်ကိုဟိုသမီးမိန်ကလေးကို တကယ်ကိုဘိုင်းကောင်းကြောက်ပြီးနဲ့မင်းသမီးတယောက်ဖြစ်ပေမဲ့အရန်တန်မိုးရှိတဲ့မိန်ကလေးဖြစ်အောင်ဆုံးမသွန်သင်နိုင်တဲ့ထားနိုင်တဲ့အတွက်ကြောင့်အာဒီဟင်းဝေရလည်းဒီလိုမိန်ကလေးမျိုးရရတယ်ဆိုတာအင်မတန်ဂုဏ်ယူတာသားကနေမိန်းမယူလို့ရှိရင်လေ ကြည့်ထားလိုက်ပါဘူးလို့ဆိုတော့စိုးပြေလိုမိန်ကလေးမျိုးအရင်မချမ်းသာရင်လည်းနေပေါ့မလှရင်လည်းနေစိုးပြေလိုတန်ဖိုးရှိတဲ့မိန်ကလေးဟိုမဲအမေလိုချင်တယ်လို့ကြည်စမ်းလို့ဟိုအရင်အားကြတယ်အရင်အဲ့လိုချိန်မှမျိုးလိုချင်တယ်ဟုတ်ရရှာနေပေါ့အဲအဲရှာနေရဆိုတော့လေအေးအဲ့လိုမျိုးပါပဲအော်ခုခေတ်မှာဘောနော်ဟိုအများကြီးပျက်စီးကြတာတွေများတယ်ကိုကိုကိုပတ်ဆက်ချမ်းသာသည်ဖြစ်စေစီးရင်သည်ဖြစ်စေ ရုတ်လှသည်ဖြစ်စေမှလှသည်ဖြစ်စေမိဘကဘလောက်ပဲဟိုပေါ့ကောင်းအောင်တန်ဖိုးထားထားပေါ့နော်ဟိုတမိမင်းကလေးဆိုတာကအဲခေကာလာအရာအရန်ကိုလွတ်ကြရဲနေထိုင်နေရဗားတွေရောက်တဲ့ကလပ်တွေရောက်တဲ့တငယ်ချင်းနေနဲ့ဟိုနာခဏဆိုသွားပြီးတော့လဲပဲဟိုပေါ့နော်ဒီလိုမျိုးပေါ့ယောက်ျားလေးတွေနဲ့ဟိုတိတ်မကင်းကြဘူးပေါ့နော်ဒါပေမဲ့စိုးပြေလေးကအဲ့ဒီကိစ္စမျိုးတွေမင်းသမီးတယောက်ဖြစ်ပေမဲ့အဲ့ဒီကိစ္စတွေဘာတစ်ခုမှမရှိဘူးဟိုဘသူ့ကိုပဲမေးမေး ဆိုပြေမကောင်းဘူးမတော်ဘူးအန်ဟိုဟာဖြစ်တယ်ဆိုတာမျိုးလည်းမရှိခဲ့ဘူးတကယ်ကိုတော်တယ်ထက်တယ်မိန်းကလေးပြီးသားတယ်အရာရာမှတော်လွန်အားကြည့်တယ်ခုခင်မှဒီလိုမိန်းကလေးမျိုးဆိုတာစီကောင်းစီပါလိမ့်မယ်ဒါပေမဲ့အခုလက်ရှိရင်တွေ့နေရတာတော့ဆိုပြေလေးဟာအရန်ကိုတန်ဖိုးကြည့်မှရမိန်းကလေးပါအဲ့လိုမိန်းကလေးသဘောကျတယ်ဒါတွေကိုလည်းလို့အဲ့လိုမျိုးလို့စဉ်းနေပါမှာဖက်လာနိုင်တဲ့အဲအိုက်တာတွေအတွက်ကိုဒါမိခင်တယောက်ရဲ့ဟိုဘော့ မယုံနဲ့လို့လည်းမပြောဘူးလေတစ်ချိန်ကျသူတို့လည်းဟောအိမ်နောက်ပြုတ်ကြမှာပြုတ်သွားရင်ဟိုစိတ်ချလက်ချအဲ့လိုထိန်းကျောင်းနိုင်မဲ့သူမျိုးမိန်းကလေးတယောက်ဖြစ်ပြီးအရက်တောက်ထားဘီယာတောက်ထားဟောမလို့အဲ့လိုမျိုး secret တွေတောက်ထားအချိန်မတော်ထွက်ထားသွားကျင်လာသွားလာကျင်လာလာနေကျင်သလုံးနေတဲ့မိန်းကလေးမျိုးကိုဘလောက်ပတ်စံစီစီမှမကြိုက်ဘူးစိုးပြေလို့မိန်းကလေးမျိုးပဲချွေးပန်းတော့ထက်ကထက်ကရောတယ်နော် ောရဲဆိုမဲ့အချိန်တိုင်းရင်ဒီတိုင်းအပျော်ကြီးပွားတဲ့နေထားတဲ့ဆာလို့ရှိရင်သူ့အတွက်စိတ်ချရတဲ့ဒီလိုသားကောင်းမျိုးလေးကိုပေါ့ပေါ့နော်ဟိုမအေးရထည့်ပေးလိုက်ရတဲ့အတွက်ဆိုဖြစ်တယ်လေဟိုတကယ်စိတ်ချပါတယ်ဒီဒီသားဟိတ်ဝေရန်ကလည်းပဲဒီမင်းသားထဲမှာအနာမပြတ်မှမရှိဘူးပေါ့နော်လူငယ်ဘွားသူဟာသူဘလို့ပဲဖြစ်ခဲ့ဖြစ်ခဲ့အခုအချိန်မှအလိမ်မာဆုံးအကောင်းဆုံးဆိုပြေအတွက်လည်းကံကောင်းတယ်တားငယ်အတွက်ကလည်းဆိုပြေကိုကံကောင်းတယ်နှစ်ဦးနှစ်ဖက်စလုံးရဲ့တန်ဖိုးဟာ မြင်မလို့ပါတယ်ညီမျှပါတယ်ရာတင်ရာထိုက်ပါတယ်ဟုတ်ပါပြီအဲ့တော့စကားလေးပြောစကားလေးအမ်တောင်းငယ်နဲ့သမီးဆိုးပြေလေးတို့တွေဒီဟိုပေါ့နော်အကောင်းဆုံးနေပိုင်ဆိုင်ထားသလိုမျိုးပဲသူတို့ဘဝရှိခရီးမှာလည်းပဲ တကယ်ကိုတန်ဖိုးမဖြတ်နိုင်တော့အိမ်အောင်ရေးစံပြအိမ်အောင်ရေးဖြစ်ပါစေဟိုတားကောင်းသမီးကောင်းလေးတွေလည်းပေါ်ထွန်းပါစေသူတို့မွေးတဲ့တားသမီးလေးတွေအားစသူတို့လိုမျိုးပဲတိမ်တိမ်မွေးမယ်ရင်ကျေးမယ်တန်ဖိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်အတိုင်းစမရှိပျော်ရွှင်တော့အောင်မြင်တော့အိမ်အောင်ရေးဖြစ်ပါစေလို့ဆုတောင်းပါတယ်